ကဲဒီနေ့ကတော့ကျမတို့ကဒီသုံးလုံးတွဲတွေတင်ပြီးသွားတဲ့နောက်ပိုင်းမှာကျမတို့ letter sound တွေအားလုံးရသွားပြီစကားလုံးတွေသုံးလုံးတွဲတွေအားလုံးရသွားပြီနောက်ပြီးတော့ reading စာနဲ့နေဖတ်တတ်သွားပြီဘာတွေဖတ်ပြီးတော့တင်မလဲဆိုတော့ခုကျမပြောပြပေးကြတဲ့အကုန်လုံးကငယ်တဲ့ခရီးတွေပါတင်လို့ရအောင်လို့အလွယ်ဆုံးကနေတဖြည်းဖြည်းခတ်တဲ့နေကိုသွားပေးတာเนาะအဲ့တော့ကျမတို့အဲ့ဒါပြီးရင်ဘာတွေတင်မလဲဆိုရင် boy room ခေါ်တယ်နှလုံးတွဲပြီးတော့တတန်နဲ့ထွက်တဲ့ကျမတို့ဒီ အာအတွဲလေးရှိတယ်ပေါ့နော် consonant အတွဲလေးရှိတယ်ဒီကတကယ်တမ်းကျမတို့ကသုံးလုံးတွဲပြီးသွားလို့ရှိရင် long sound ကိုသင်ကျင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ long sound ကိုမသင်သေးဘဲနဲ့ကျမကတော့ consonant blend လေးကိုအရင်သင်ဖို့အတွက်အရင်ဆုံးအကြံပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ cosnet blend မှာကကျမတို့ကအတန်ဒီမတူတဲ့ cosnet နှလုံးကိုအတူတူ blend ပြီးတော့တတန်နဲ့ဖြစ်အောင်ထွက်ရတာရှိတယ်ပေါ့နော်အဲအဲ့ဒါကိုတချို့ကတော့ဒီတိုင်းတင်ရင်းနဲ့တခါတည်းဒါတိုင်းတင်သွားတာရှိတယ် တို့ပေမဲ့အရန်ငယ်တဲ့ကလေးကြတော့အဲ့ဒါကိုမလိုက်နိုင်ဘောနော်အဲ့တော့တွားလိုက်ရဒီမှာဆိုရင်ဒါဒီ value rule in phonic အဲ့တော့ phonic မှာကျမတို့နှလုံးတွဲပြီးတော့တတန်နဲ့ထွက်ရတာလည်းရှိတယ်ဒီမှာဆိုရင် c နဲ့ k နဲ့ပေါ့နော်အဲ့တော့ c နဲ့ k နဲ့မှာ c ရဲ့အတန်ကလည်း k k ရဲ့အတန်ကလည်း k ဒါကြောင့်ဒါမဲ့ကျမတို့ကဒါကိုနှလုံးပေါင်းတဲ့အခါမှာခက်ခက်လို့မထွက်ဖ ೇನೆ ဆိုတော့တတန်နဲ့ပဲထွက်ရတယ် အလားတူပဲ LL နဲ့ FF တို့ CC တို့ SS တို့မှာလည်းဒီပုံစံပဲထွက်ရတယ်။အဲ့တော့အဲ့ဒီဟာကိုကျမတို့ကအလွယ်ကူဆုံးသုံးလုံးဖတ်တက်ပြီးတဲ့ခလေးဒီလေးလုံး၅လုံးဖတ်တက်သွားဖို့အတွက်အလွယ်ကူဆုံးဒီဓာတ်ကိုသင်ပါ။အဲ့တော့ဓာတ်ကိုသင်တဲ့အခါခလေးကသုံးလုံးကနေလေးလုံးဖတ်တက်သွားမှာလေးလုံးကနေ၅လုံးဖတ်တက်သွားမှာပေါ့နော်။ဒီနှလုံးတွဲလိုက်တာနဲ့သူဖတ်တက်သွားမှာပေါ့။ဒါကနောက်တစ်လုံးတို့ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းပဲ။ အဲ့တော့ဒီမှာဆိုရင် CK ရှိမယ် LL ရှိမယ် FF ရှိမယ်သူတို့နဲ့ပတ်သက်တဲ့စကားလုံးအနေငယ်ကိုကျမကအောက်မှာထည့်ထားပေးတယ်။အဲ့တော့ကလေးကိုဒီပုံစံတိုင်းကျမတို့တင်သွားရင်လည်းရတယ်။မှဒီမှာဆိုရင် dark dark ဆိုလို့တင်သွားရင်လည်းရတယ်။သူတို့အခက်ခဲမရှိဘူး။သို့မဟုတ်လို့ကိုကပေါ့နော်ကလေးကိုနည်းနည်းကိုကလေးကတော်တော်ငယ်နေသေးတယ်နော်။ငါးနှစ်ကိုမပြည့်သေးဘူးဒီချိန်ကြီး။အိမ်မှာကလေးကိုနည်းနည်းလောက်ပေါ့နော်သဘောပေါက်အောင် ပြောလို့ရတယ်။ဘယ်လိုပြောချင်လဲ။ ဟုတ်ပြီနော်အဲ့တော့ပြောချင်တဲ့ dish ဆိုလို့ရှိရင်ဒီမှာကျမတို့က vowel မပါဘဲနဲ့စကားလုံးတစ်လုံးမှာကျမတို့အတန်ထွက်ပို့တာအဆင်မပြေဘူးနော်အဲ့တော့ vowel လေးတွေနဲ့အရင်တွေ့ကြည့်မယ်ဒီလိုပြောလို့အဲတချို့ဆိုပြောတယ်ပေါ့နော် vowel မပါဘဲထွက်လို့ရတာပေါ့လို့ fly fly လို့ဘာလို့ပြောလဲ why က semi vowel ထဲမှာပါတယ်သူကဒီအပိုင်းကိုနောက်မှရှင်းမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့က vowel လေးတွေနဲ့ခဏက depending rule လေးကိုအရင်တွေ့ကြည့်လိုက်မယ် vowel a နဲ့အရင်တွေ့မယ် ကလေးကိုတွဲပြမယ် and ဒီလိုလေးတွဲပြမယ် and ဒါဒီအရင်ငယ်တဲ့ကလေးတွဲပါနော် and act မနော် dwelling room တွေကဒီဒီအတွဲတွေကနောက်ဆုံးမှလာတာများတယ်ဒီအတွဲကြောင့်မလို့ကျမတို့ကကိုတင်မဲ့စလုံးတွေပေါ်မှာမူတည်ပြီးတော့ဒီမှာ the way ကိုထားပေးရတယ်ဒီမှာဆိုကျမတို့ CK ကိုတင်မယ်ဆိုရင် CK တွေကအနောက်မှာကြီးပဲလာတာ နော် LL ကိုတင်မယ်ဆိုရင်လည်း LL ကြီးကအနောက်မှာကြီးပဲလား FF CC SS အကုန်လုံးကကျွန်တော်တို့ကျွန်တော်တို့တင်မယ်နော်စကားလုံးတွေကအနောက်မှာကြီးပဲသူကလာတာလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အရှိမ vowel တွေရှိတယ်တွေ့လားအဲ့တော့ခါကျတော့ကလေးကိုနော် အရန်ငယ်တဲ့ခလေးဆိုရင်ကျမတို့ကဒီလိုမျိုး verbal နဲ့တွဲပြီးတော့မိတ်ဆက်တဲ့နေကလုတ်ကိုလုတ်ရမှာကြီးနေတဲ့ခလေးကပြဿနာမရှိဘူးသူ့အတွက်ကကြီးနေတဲ့ခလေးကထွက်လိုက်ရတာတန်ကနေလွယ်တယ်ငယ်တဲ့ခလေးကြတော့ဒီလိုလေးလုံးမှသူကဒီနှစ်ခုကိုတတ်တန်ဆိုတာကိုသူ့ကိုပြောပြရမယ်စီခေကစီကလည်းခခေကလည်းခမလို့ခက်ခက်လို့မထွက်ရဘူးခခ အဲ CK အတွက်လေးကခဆိုတာလေးကိုသူ့ကိုမိတ်ဆက်ပေးပြတော့လို့ရှင်တအားခဘဲကနေညာကိုဖိဖိဆွဲမယ်ဆိုရင်တချို့ကလေးကဒါကမထွက်တတ်ဘူးအားခအားခဒီလိုမျိုးတင်းခံနေတဲ့ကလေးကြီးရဲ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ကဒီမှာဒီလိုမျိုးမိတ်ဆက်ပေးရအော်ဒီနေရာမှာဒီလိုမိတ်ဆက်တဲ့အခါမှာကျမတို့ကဒီနေရာမှာအေးနေရာမှာခလေးကဒါကို act လို့ထွက်တက်ပြီးသွားပြီအေးနေရာမှာကျမတို့ဘာအစားထုတ်လို့လဲ e ကိုအစားထုတ်လို့ရတယ် egg egg အိုင်ကိုအစားထိုးမယ် ik ik ဝကိုအစားထိုးမယ် ok ok ယူကိုအစားထိုးမယ် ak ak ဒီလိုပုံစံမျိုးနဲ့ကျမတို့ကသွားလို့ရတယ်နော်အဲ့တော့အဲ့လိုမိတ်ဆက်ပေးပြီးသွားပြီဆိုရင်ခလေးကဒီကျမတို့ဒီ consonant blend ကိုနော်ဒီ blend rule တဲ့ကဒီ blend နှစ်ခုကိုခလေးက vowel နဲ့တွဲပြီးသွားပြီဆိုရင်ဒီစာလုံးတွေကိုကျမတို့တင်လို့ရတယ် အလားတူပဲ LL နဲ့ FF2 ကိုလည်းဒီပုံစံတိုင်းပဲကျမတို့က A U L O all အဲ့ဒါကိုအရင်ဆုံးကလေးကိုမိတ်ဆက်ပါမိတ်ဆက်ပြီးတော့မှဒီလို no စာလုံးတွေကိုကလေးကိုဖတ်ခိုင်းမယ်နော်အဲဒါပြီးသွားလို့ရှိရင်ကျမတို့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာအနောက်မှာသင်ရမယ် consonant blend ဆိုတာရှိတယ်အဲ consonant blend ကဘာတွေလဲဆိုတာကိုကျမဒီမှာပြ ဥမာကျမတို့ L brand ဆိုတာရှိရ BL နို့ CL နို့ FL GL PL SL ဒီလိုမျိုးတွေရှိရ R brand ရှိတယ် S brand ရှိတယ်ပေါ့အဲ့တော့ရှိတယ်ဆိုတဲ့အတိုင်းတာမှာဒါတွေကိုကျမတို့က B နဲ့ L နဲ့အတူတူထားတဲ့အခါမှာ B က b အဲ့ကအဲ့အတန်လေးက l b ဟိုဘယ်ဆိုတဲ့အတန်လေးကိုခလေးကိုပြောပြရမှာဖြစ်တယ်။အဲ့တော့တချို့ကတော့ဘယ်ဆိုပြီးတော့တခါတဲ့အနောက်မှာပါတဲ့အစာလုံးတွေကိုထည့်ဖတ်သွားတာမျိုးလည်းရှိတယ်။ဒါပေမဲ့ကျွန်မအနေနဲ့ကတော့တက်တက်ခွဲပြီးတော့တင်တာကိုပို့ပြီးတော့သဘောကျတယ်။ခလေးအနေနဲ့ရှင်းရှင်းလင်းလင်းလည်းရှိတယ်။ပြောရမယ်ဆိုရင်ခလေးဆိုတာကအခက်အခဲမရှိပေါ့နော်။လူကြီးရဲ့အုံနောက်နဲ့တွားရှင်လို့မရဘူး။အခက်အခဲမရှိ သူတို့ရဲ့တင်ယူမှုကိုပါ step by step ပလေးတွားနေမှသာလင်သူတို့ကဒါပေါ့ပေါ့ပါပါနဲ့ခီးပောက်တယ်လို့ခေါ်တယ်ပေါ့နော်ခလေးပေါ့အဲ့တော့ဒီမှာဆိုရင် B နဲ့ L နဲ့ဆိုရင်လည်းကျမတို့က B L B L ဖတ်တယ်ပြင်ပေါ့အဲ့တော့ဒီမှာအခုကျမဒါပြမှာကဒါ consonant blend လေးတွေပေါ့နော်ဒီထဲမှာဒါအဲတခြားဟာတွေရှိသေးတယ်ကျမဒါစမ်းတာလောက်ပဲရေးထားတာပေါ့နော်ရေးပြီးတော့အခုဒီအပိုင်းမှာကျမတို့ ဒီမှာဆိုလို့ရှိရင် b နဲ့ l နဲ့ကျမတို့ b b နဲ့ l နဲ့အတူတူခါတဲ့အခါကျရင် b l bell bell a ble ဒါပြင်နောက်ကဘာလုပ်မလဲ bell a ble bell e ble bell o blow ဘလအဘလဆိုပြီးတော့ကလေးကိုအရင်ဆုံးကျမတို့ကမိတ်ဆက်ရအဲ့တော့ဒီလိုပဲသာဘာရီနဲ့တွဲပြီးမိတ်ဆက်ပြီးတဲ့အခါကလေးကဒီ BL သင်မယ်ဆိုရင် BL ကိုလည်းတည်သွားပြီဥမာဒီနေရာမှာ CL ဖြစ်ခဲ့မှာဆိုတော့ cal ah, cal it clip ဆိုတာကိုခလေးကိုမိတ်ဆက်ရတယ်အဲ့ခလေးကသူတဆင်ချင်းသွားနေသူ့အနေနဲ့ဒီကစားရင်းနဲ့သွားနေလို့သူခံစားနေရတယ်ဒီဟာကိုသူအရန်ခတ်တယ်လို့ခံစားရဘူးသူ့အနေနဲ့တဆင်ချင်းတဆင်ချင်းသွားနေလို့ဖော့ဖော့ပါပါလို့လည်းကူကူလေးခီးပေါင်နေတယ်သူစတင်နေတယ်မှလည်းမသိတာကိုခလေးကဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီလိုမျိုး L blend တွေလောက်ကိုရောက်နေပြီဆိုရင်ခလေးကငါးလုံးတွဲခြောက်လုံးတွဲကိုသူ့အနေနဲ့ဖတ်တတ်တဲ့အနေထားကိုရောက်သွားပြီဘာဖြစ်လဲဆိုတော့1မှာကျမတို့အတန်နေတေချာပိုင်ခဲ့မယ် CVC words တွေကိုတေချာဖတ်ခဲ့ပဲကျမတို့ blending သဘောတရားကိုတေချာသဘောပေါက်ခဲ့တဲ့ခလေး က2မှာပေါ့နော်ဒါကိုကျွန်မက level 2လို့တက်မှတ်တာပေါ့2မှာဒီ consonant blend ကိုသင်တဲ့အခါမှာတိတ်ပြီးတော့သူကအခက်ခဲမရှိဘူးကျွန်မက long vowel sound ကိုနောက်ဆုံးမှသင်စီချင်တာဘာကြောင့်လဲဆိုတော့ long vowel sound ကသူကရှုပ်တယ်နေရကလေးအတွက်ဆိုလို့ရှိရင်သူကမှတ်ရတယ်ပေါ့လိုက်ပြီးတော့သူကမြန်မာစာမှာလိုပဲတန်တူကြောင်းခွဲဆိုတဲ့ပုံစံမျိုးနဲ့အတန်တူတဲ့ဆလုံးပေါင်းမတူတာတွေရှိတယ်ဆလုံးပေါင်းတူပြီးအတန်မတူတာတွေရှိတယ်ဆိုတော့ ကလေးအနေနဲ့လိုက်မှတ်ရတဲ့အရာတွေများရတာကြောင့်လွယ်တဲ့အရာတွေကိုပဲအရင်သင်စေချင်တာပေါ့နော်အဲ့တော့လွယ်ပြီးတော့မြန်မြန်ဆန်ဆန်ခရီးပောက်သွားတယ်နောက်ဆုံးမှအဒီခက်တဲ့ဟာကိုဖိဖိချင်းသင်ရင်လည်းကလေးကဒီဖိုနစ်ခီးစဉ်ကိုအဆုံးတက်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်အလဲမာရင်အရန်ခတ်နေလို့ရှိရင်ကလေးတွက်ကတချို့ကလေးတွေကအဆင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဓာရီသင်ပြီးသွားလို့ရှိရင်အခုဒီမှာရှိတဲ့ blend တွေကိုကျမတို့မိတ်ဆက်တဲ့အခါကြလို့ရှိရင်တရက်ကိုတစ်လုံးပဲမိတ်ဆက်ရင်ရတယ်တကယ်လို့ကိုယ်ကလေးကတော်တော်လတ်လတ်ရှိနေသေးတယ်ဆိုရင်ကိုကတစ်ခါလည်းပြပြလိုက်လို့ရတယ်ဘတ်မှ B နဲ့ အောင်လက်ထူထားတဲ့ဘတ်တော့ဆိုတော့ဘတ်ဆိုရင်ခတ်တော့ဆိုတော့ဘာတန်ထက်မလဲတသားကြီးမိမိရေခေါ်အိုးတော်လိုက်တာဒါဆိုရင်အိုး F နဲ့ L နဲ့အတူတူထားမယ်အိုးဘာတန်ထက်မလဲ feral အိုးတော်လိုက်တာ g အိုး go အိုး pearl အဲ့တော့ oh so အဒီလိုမျိုးနဲ့ပဲဓာတ်တွေကိုလည်းအဲ့ဒီလိုမျိုးမိတ်ဆက်လို့ရတယ်။ဒါပေမဲ့တရက်ထဲနဲ့တော့အကုန်လုံးကိုတင်ဖို့တော့မဖြစ်နိုင်ဘူး။ကျမတို့ဒီမှာဒီလိုမျိုးသား plan သူ့ရဲ့ဒီ plan နဲ့เนาะ constant plan ရဲ့အတန်တွေကိုသာမိတ်ဆက်သွားလို့ရမယ်။သူနဲ့ပတ်သက်တဲ့အစားလုံးတွေတော့ကလေးတွေဓာတ်တွေကိုမှတ်မိဖို့ဓာတ်တွေကိုဖတ်တတ်ဖို့ဒါနဲ့ပတ်သက်တဲ့ reader တွေကိုဖတ်နိုင်ဖို့ဆိုတာကျမတို့ကအချိန်တစ်ခုပေးရတယ်။အဲဒါတွေကိုတင်ပြီးတဲ့အခါဘယ်လိုစကားလုံးတွေကိုတင်လို့ရမလဲဆိုတာကိုကျွန်မတစ်ချက်ပြပေးမယ်နော်။ အဲ့တော့ဒီမှာပေါ့ကျမတို့ constant blend နဲ့ပတ်သက်တဲ့တင်လို့ရတဲ့စာလုံးတွေကိုကျမဒါလေးကိုတစ်ချက်ပြပြပေးမယ်ဒါတွေကဒါအပြင်ကနေဒီစာအုပ်တွေဝယ်လို့လည်းရတယ်က online မှာရှာလို့လည်းရတယ်ပေါ့နော်ဟာဒါကကျမတင်တဲ့မှာတုံးတဲ့စာကိုပြပေးရလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းပေါ့ကြည့်ကြအဲ့ဒါဆိုဆိုလို့ရှိရင်နဲ့ပတ်သက်တဲ့ စာလုံးတွေဒီထဲမှာထည့်ထားပေးတယ်เนาะအဲ့တော့ဒီလိုစာလုံးတွေအဓိကထည့်ထားပေးတယ်ဆိုတာတက်ကိုဒီစာလုံးတွေကိုကလေးတွေဖတ်လို့ရပြီလို့ပြောချင်တာစီနဲ့ခေနဲ့အတူတူထားလိုက်တဲ့ကခဆိုတဲ့တတမဲထွက်တယ်လို့ကလေးကတိသွားပြီဆိုတာနဲ့ဒီစာလုံးကိုသူအလိုလိုဖတ်ပြီးတားတယ်ကိုဖတ်တဲ့အခါမှာသူဒီနောက်ဆက်တွဲသူ့တွေ့ရလာမယ့်အကျိုးကျေးဇူးကဘာလဲနော်ကျမကဒါကြောင့်မို့လို့ဒီအဲဒီလောက်ကတော့မလီတရက်ထဲနဲ့တင်သွားရင်လည်းရတယ်လို့ပြောရဆိုမှာကျမကဘယ်အပိုင်းကိုတက်လန်းကျင်တာလဲဆိုတော့ဒီဘက်က reader ဘိုင်း reading ပိုင်းကိုတက်လန်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးကိုတရက်ကိုကျမတို့ကအများဆုံးနှလုံးဒီလောက်ပဲသွားတယ်ပြီးရင် तू ကဒါနဲ့နဲ့ तू ပြီးတာဆိုတော့မပြီးဘူးကျမတို့က phone တင်တဲ့အခါအတတ်အတွက်မှန်မှန်ကန်ကန်နဲ့ဒီစာချောင်းတွေစာဘိုက်တွေကိုဖတ်တတ်ဖို့တည်းရည်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီဘက်က ကျမတို့ဆိုတဲ့အတန်ကိုဖတ်ပြီးရင်အာဒီလိုမျိုးနဲ့ပတ်သက်တဲ့စာကြောင်းเนาะအဲ့တော့အဲ့ဒီစာကြောင်းကဒီလိုစာအုပ်ထဲမှာမှရှိတာလားဆိုတော့မဟုတ်ဘူး CK reading sentences ဆိုပြီးတော့ online မှာတွားရှာရင်လည်းအတိုင်းတာတစ်ခုထီတော့ပါလာလိမ့်မယ်အဲ့ဒီ sentence တွေကเนาะဒီမှာဆိုကြည့်အောင် Jack is a dog ဒီမှာဆိုနဲ့ပတ်သက်တဲ့ reader တွေစာကြောင်းဒီလိုစာကြောင်းတွေက online မှာလည်းရှိတယ်မမေတို့ကိုအရင်ကြီးကပြထားတဲ့ website တွေမှာလည်းတွားရှာလို့ရတယ် ဒါတွေကဒီမှာဆို sick he is sick he cannot quack he has a sock the sock is on the rock the rock is next to the lock အဲ့မှာမေမေတို့ကိုတခုပြောချင်တာမေမေတို့သွားပြီးတော့ online ကယူလိုက်တဲ့ reader မှာပေါ့နော်ဒီလိုမျိုးစာဒီလိုမျိုးမတင်ရသေးတဲ့အရာပါလာခဲ့မယ်ဆိုရင်ဒါကို phonic နည်းနဲ့ပေါင်းလို့ရတယ် ။ပေါင်းလို့မရတဲ့စာလုံးဆိုလို့ရှိရင်လည်းကျမတို့ကအဲ့ဒါကို save word အနေနဲ့ကလေးကိုတင်ပေးလိုက်လို့ရပါတယ်။ဒီမှာဆိုရင်အဲဒါဆိုရင်ကျမဆိုအရင် CC word တွေတင်တဲ့အချိန်မှာဒီစာလုံးကမပါခဲ့ဘူးပေါ့နော်။ကျမတမတ်တမတ်ထားတဲ့ save word တွေမှာမပါခဲ့ဘူး။အဲ့တော့ဒါကိုကလေးတွေကို phonics နည်းနဲ့လည်းပေါင်းပြရတယ်။ပြီးလို့ရှိရင်သူတို့ကိုဒါမြန်မာများရဲ့မှတ်မိရနည်းနဲ့လည်းဒါကို လုတ်ပေးလိုက်တယ်ပေါ့နော်ဒီတမျက်နာလုံးကိုတို့အခက်အခဲရှိဖတ်နိုင်သွားတယ်ဒီလောက်ဆိုရင်ငါးနှစ်ပတ်ချာလဲကလေးတယောက်ရဲ့စွမ်းဆောင်ရည်ကတော်ပြီဒီလောက်ဆိုလို့ရှင်သူ့နေကိုအများကြီးတွားပြီးတော့ဝင်တော့ဘောဖြစ်စီလို့မရဘူးအများကြီးတာဝန်တွားပြီးလို့မရဘူးသူเนาะ အဲ့တော့အဲ့ဒီ CK တို့ပြလားဒီမှာ FF တို့ LL တို့ဟောသူနဲ့ပတ်သက်တဲ့ဟာလေးတွေပဲဒီမှာထည့်ထားပေးတယ်ဒါတွေဒါတွေတမျက်နာချင်းစီပြီးသွားတယ်ကျမတို့ဒါလေးချိန်ငန်းလေးပါမယ်နော်ဒီထဲမှာလေးချိန်ငန်းပြမထားဘူးပြီးရင်ဒီမှာတွေ့လား SSD CC တွေဒီမှာဆိုရင်ကျမတို့ BL ကိုတင်ပြီးတာနဲ့ဘာကိုဖတ်တတ်မလဲဆိုရင် CK ရဲ့အတန်မှာပါတဲ့ဟာတခါတည်းဖတ်တတ်မယ်နော် block black တွေ့လား bell bell ဆိုအတန်ရတာနဲ့ block black လို့ပလိကတခါလည်းဖတ်တတ်ကံ bell ink blank bell ink blank ဒီလိုတခါလည်းဖတ်တတ်မှာဖြစ်ပါတယ်အဲ့ဒါကိုဖတ်တတ်တာနဲ့တခါလည်းခလိကဘာတွေကိုဖတ်တတ်မလဲဆိုအောက်မှာဒီလိုမျိုး reader တွေကိုသူကဖတ်တတ်မှာဖြစ်ပါတယ်အဲ့တော့ဒီလို reader တွေကတမထက်ခါထက်ခါပြောလဲ online ကသွားရှာလို့လည်းရတယ်အပြင်စာအုပ်တွေဝယ်လို့လည်းရတယ်နော်ဒါဒီမှာ film in the blank ဒါဒီ LL rule ကိုတင်ထားတဲ့ဥဒါမှုလို့အရှိမှ Zwolle rule ကိုတင်ထားတဲ့ကလေးက feel ဆိုတာကိုဖတ်တတ်တယ် in the blank she likes to blink အော်ကျမတို့ကဒီလိုမျိုး like ဆိုတဲ့ဟာကိုကျမတို့1မှာသင်ခဲ့ပြီးသားနော်အဲ့တော့ဒါမဲ့သင်ခဲ့ပြီးသားရှေ့မှာကျမတို့ side words အနေနဲ့သင်ခဲ့ပြီးသားအဲ့ဒီရဲ့အနောက်မှာကျမတို့ grammar နည်းရ s ကပ်ပြီးပါလာခဲ့မယ်ဆိုရင်ကလေးကိုနောက်ဆုံးမှာ s အတန်ဒီစလုံးရဲ့မူရင်းအတန်ရဲ့နောက်ဆုံးမှာ s ကလေးကို and ဆောင်ပြထည့်ရတယ်ဆိုတော့ကလေးကိုသင်ပေးရမယ် တော့သူတို့တဖြည်းဖြည်းနဲ့စဖတ်တဲ့နေရာမှာသူတို့အနေနဲ့ဘယ်နေရာမှာမှအလွတ်မရှိအကြမ်းမရှိအတက်အတွက်မှန်သွားတယ်ခလေးကပေါ့နော်အဲ့တော့ကျမဒီမှာတစ်ခုပြောချင်တာကဒီနေ့နောက်ဆုံးပြောချင်တာကပေါ့နော် အဓိကကျမတို့ CPC words တွေသင်ပြီးသွားလို့ရှိရင် consonant blend ကိုသင်တာ double rule ကိုသင်တာကခလေးတွေအလွယ်ဆုံးပါအဲ့တော့ခလေးကိုမှန်မှန်ကန်ကန်နဲ့မြန်ဆန်ဆန်နဲ့၅လုံးတွဲတွေ၆လုံးတွဲတွေဒီလိုတွေဖတ်တတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ CPC words တွေပြီးသွားရင်ဒါတွေကိုသင်ပါအာသင်တဲ့အခါကျလို့ရှိရင်လည်းကျမတို့ခုနကမိတ်ဆက်တယ်လို့ပေါ့နော်ချက်ချင်းကြီးဒီမှာနဲတဲ့စာလုံးတွေမဟုတ်စာလုံးတွေတော်တော်များတယ်ပေါ့နော်ဒါတွေကိုသင်ဖို့ဆိုရင်မလုပ်ရလဲဆိုရင်ကျမတို့အာချက်ချင်းကြီးဒါကိုရှပြပြီးတော့ရော့ဒါကိုတန်း န်းဖတ်လို့လုံးလို့မရပါဘူးเนาะမရတော့ဘာလုပ်လဲဆိုတော့ဒီမှာအာကျမတို့ခုနကကျမပြောသလို vowel လေးတွေနဲ့တွဲပြီးတော့မိတ်ဆက်တာတို့เนาะပြီးရင်အဲ့ဒါနဲ့ပတ်သက်ပြီးတလုံးပြီးသွားရင်ကျမတို့သူနဲ့ပတ်သက်တဲ့တလုံးလေးချိန်ခံလို့ရအဲ့ဒီလေးချိန်ခံနေမှာကျမအရင်ပြောခဲ့တဲ့เนาะဒီကျမတို့ writing ဘိုင်းနေအကုန်ပါမယ်เนาะ ပြီးရင် final letter တွေပါမယ် yes or no ဒါတွေပါမယ်เนาะပြီးလို့ရှိရင် segment နဲ့ပြန်လောက်တာတွေပါမယ်เนาะဒါတွေနဲ့ပတ်သက်ပြီးသင်ပြီးပြီးသွားတာမဟုတ်ဘူးဒီမှာ BL ဆိုရင် BL WR ဆိုရင် WR เนาะ PR ဆို PR သင်မယ် PR နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းအကုန်ပါမယ်အဲ့ဒီလေ့ကျင့်ခန်းအတွက်အရှိရဟာတွေပြန်ပြီးတော့ကျမတို့ပြန်ခေါ်ထားရတဲ့အချို့လေ့ကျင့်ခန်းတွေလုပ်ရမယ်ကလေးတွေအမှတ်မိအောင်လို့ဒီဒီနေ့ PR တင်လိုက်တယ် PR နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းမှလုပ်တယ်ဆိုတာကအရှိကလေ့ကျင့်ခန်းကိုကလေးကိုပြန်ပြီးတော့ remind လုပ်ထားတဲ့ဆာရွက်ဆာရွက်ကပါရမယ် တင်ကြရေးပိုင်းမှာเนาะပြီးလို့ရှိရင် PR နဲ့ပတ်သက်တဲ့ reader အနေငယ်သူ့အတွက်ပါရမယ်ဒါမှသာလေကျမတို့ကတင်ကြရေးမှာပေါမြောက်တယ်လို့ခေါ်တယ်ပေါ့เนาะအဲ့တော့ဒီနေ့ပေးစင်တဲ့ message ကကျွန်တော်တို့ CVC words တွေပြီးသွားရင်အဲ့တော့ long for song ကိုပဲအားတန်တဲ့သူက long song ကိုတင်မှာကျမကတော့ဒီမှာ consonant blend ကိုတင်ဖို့အတွက်အကြံပေးခြင်းပါတယ် consonant blend နဲ့ကျမတို့စာလုံးပေါင်းတဲ့စကားလုံးတွေကလည်းမနေမနှောရှိတယ်ခလေးတွေတော့ဒီလွယ်ကူတဲ့အရာကိုအရင်တင်ပြီးမှတဖြည်းဖြည်းချင်းခတ်တာကိုတွားတာကပို့ပြီးတော့တဘာဝကြတယ်လို့ကျမကတော့ထင်ပါတယ်စာအုပ်တွေကတော့အပြင်မှာ ကျမတို့ဒီပေါ်တယ်ပေါ့နော် Jolly Phonic ကိုပဲဝယ်တင်တယ် Also Phonic ကိုဝယ်တင်တယ်စာအုပ်ဖွဲ့စည်းပုံတော့မတူဘူးကြိုက်တဲ့စာအုပ်နဲ့တင်လို့ရတယ်အဲ့တော့ Also Phonic မှာဆိုလို့ရှိရင်ကျမတို့ဒီ CPC words ပြီးသွားလို့ရှိရင်သူကဘာလုပ်လဲဆိုရင် long song ကိုတွားပြီးဥတီထားတယ်ပေါ့နော်အဲကျမကတော့ဒီ long song ကိုအရင်မတင်ကြတော့မို့လို့ကျမက consonant blend ကိုအရင်တင်တာပေါ့နော်စာတင်တဲ့မမေတွေကကိုကြိုက်တာတင်လို့ရပါတယ်ဒါပေမဲ့ကျမအကြံပေးချင်တာလေးက CPC words တွေပြီးသွားရင် consonant blend ကိုတင်တာကခလေးတွေအတွက်အလွယ်ကူဆုံးပါရှင် 记住吧。